မင်္ဂလာပါရှင်ဒီနေ့ဆက်မဆက်ပြီးရှင်းပြပေးမှာကနှစ်ချင်းခံ၉ဒသမချက်ကနံပါတ်၂ပဲဖြစ်ပါတယ်နံပါတ်၂ကကြတော့ကာကြီးပေးထားတယ်ဒီမှာခု၁၀အရာထောင်တောင်း၅000စင်တီမီတာစကွဲရှိတယ်ပြီးတော့မှသူကကြတော့ခု၁၀အရာထောင်တောင်းသိန်းသန်း၃သန်းစင်တီမီတာစကွဲရှိစတူရန်စင်တီမီတာနော်အဲ့ဒီက unit တွေကိုဆက်မလို့မီတာစကွဲကိုပြောင်းပေးရမယ်ဟုတ်ပြီနော်ကဲဒါဆွေးနွေးကြလေးကိုတက်ကြည့်အောင်အဲ့တော့ဆရာမတို့ပြောင်းရမှာကဘာလဲဆိုတော့စင်တီမီတာစကွဲကနေမီတာစကွဲကိုပြောင်းရမှာ ဟုတ်ပြီနော်ဆိုတော့ဆမ်မတို့အချမ်းထဲမှာစဉ်းစားကြည့်အောင်စင်တီမီတာစကွဲကနေမီတာစကွဲကိုပြောင်းမယ်ယူနစ်ကငယ်ရာကနေပြီးတော့မှနဲတာပေါ့နော်နဲတာငယ်တာပေါ့ငယ်တာကနေများရာကိုသွားမယ်ဆိုလို့ရှိရင်စားပေးရမယ်ဟုတ်ပြီနော်ဒီလောက်ကဆမ်မကအရင်တစ်ခေါက်ဗီဒီယိုမှာလည်းပြောပြထားပြီးပြီကဲဒါဆိုလို့ရှိရင်ဆမ်မတို့တို့နှစ်ခုရဲ့ဆက်ဆက်ချက်ကလေးဒါကြက်ထားရမယ်လို့ဆမ်မပြောထားပြီးသားနော်1မီတာစကွဲမှာတမီတာစကွဲမှာစင်တီမီတာစကွဲဒီဘယ်လောက်ရှိလဲဆိုတော့1000စင်တီမီတာစကွဲရှိတယ် ဟုတ်ပြီလား90ရာထောင်တာ1000စင်တီမီတာစပဲရှိတယ်ဒါဆိုရင်ဒီဆက်ဆက်ချက်ကလေးကိုနဲ့ပဲဆရာမတို့ကဘာနဲ့စားမှလဲဆိုရင်1000နဲ့စားပေးရလိမ့်မယ်ဟုတ်လားကဲဒါဆိုတော့ဆရာမတို့ကစပြီးတော့မှရေးမယ်စင်တီမီတာစကွဲကနေမီတာစကွဲပြောင်းတာဒီ unit နဲ့ရာကနေအများရာပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့စားမယ်စားပြီးစားမယ်ဆိုတော့ဘာနဲ့စားမလဲဆိုရင်သူတို့နှစ်ခုရဲ့ဆက်ဆက်ချက်ကိုရှာမယ် 1m2 ဒီအာဒီ1000 cm2 ရှိတယ်1000 cm2 ရှိတာမို့လို့1000နဲ့စ စာပေးမယ်ဆိုတော့ဆရာမတို့စီမှာရှိတဲ့ငါးသားကိုတတောင်းနဲ့စာနောက်ပဲနော်အဲ့လိုစားလိုက်ပြီဆိုကြရဲဆရာမတို့က unit ပြောင်းပေးပြီအဲ့လိုတစ်ခါတည်းပြောင်းပေးရမယ်နော်မပြောင်းဘူးဆိုလို့ရှိရင်မားပြီနော်ဒီမှာ unit တစ်ခါတည်းပြောင်းရပြောင်းရမယ်ကဲဒါဆိုရင်ဒီအကျန်းကဆရာမကဒါတက်တက်အရှင်းပြထားတာ နော်ဒါဆိုတော့ဆရာမတို့ဒီမှာရှိတဲ့၃ည၄လုံးရေဒီက၃ည၄လုံးရေခြေလိုက်တဲ့အခါမှာရတာဒီ5မီတာ square ရှိတယ်ဒါမှမဟုတ်နောက်တစ်ခုကိုခြေလိုက်အောင်နောက်တစ်ခုကလည်းစင်တီမီတာ square ကနေဘယ်ဟိုပဲပြောင်းပါလဲမီတာ square ကိုပဲပြောင်းမယ်သူတို့ရဲ့ unit ဆက်ဆက်ချက်ကဘာရှိလဲဆိုတော့အဲဒီ1 meter square မှာ10000 cm square ရှိတာမို့လို့ဒီအဆက်ဆက်ချက်အရာပဲဘာလို့ပြရမှာလဲ1000နဲ့စားပေးရမယ်ဆိုတော့ဆရာမတို့ဒီမှာရှိတာက3000 90ရာထောင်တောင်သိန်းသန် square centimeter centimeter square တူရန် centimeter ညပြီနော်ကဲဒါဆိုရင်စားမှာဗာနဲ့စားမှာလေတထောင်နဲ့စားမယ်90ရာထောင်တောင်တထောင်နဲ့စားလိုက်လို့ရှင် sorry ဒီမှာ centimeter မရေးဘူးအဲ့လိုစားလိုက်ပြီဆိုတာနဲ့ summary unit ဒီဘာဖြစ်သွားပြီလဲ meter square ဖြစ်သွားပြီဒါလေးကိုသိရပါမယ်ဆိုတော့ဒီကတော့ည၄လုံးရဲ့3နှစ်3 4လုံးစီ4လုံးစီခြေလိုက်တော့ကျန်တာက300 meter square ဆိုပြကြတယ် ရပြီနော်ခင်နောက်တစ်ခုနောက်တစ်ခုကနံပါတ်3နံပါတ်3ကကကြီးကမီလီမီတာပေးထားတယ်ဒါကမီလီမီတာစကွဲမီလီမီတာပေးပြီးတော့မှစင်တီမီတာကိုပြောင်းရမယ်မီလီမီတာစကွဲကနေစင်တီမီတာစကွဲကိုပြောင်းပေးရမယ်အဲ့ဒါဆိုတော့ဆရာမတို့တို့အတွက်ကြည့်အောင်ကဲဆိုတော့မီလီမီတာစကွဲကနေစင်တီမီတာစကွဲကိုပြောင်းဖို့ဆရာမတို့ဆက်ဆက်ချက်ကလေးရေးမယ်ပြောင်းချင်တာကမီလီမီတာစကွဲကနေစင်တီမီတာစကွဲ unit အနည်းကနေအများဒါဆိုဘာလို့မလဲမြောက်မယ် ။မြောက်မှာဆိုတော့သူတို့ရဲ့ဆက်ဆက်ချက်ကလေးကိုတစ်ချက်ပြန်ကြည့်မယ်။1 cm2 မှာဘယ်လောက်ရှိလဲ100 mm2 ရှိ။ဟုတ်ပြီနော်100 mm2 ရှိတယ်ဆိုတော့ဘာနဲ့မြောက်မှာလဲ100နဲ့မြောက်ပေးမယ်။ဟုတ်လား။ Sorry ဆရာမတို့ကဒီမှာ unit အ ਨੇ ကနေအများပြောင်းမှာဆိုရင်စားမယ်။ဆိုတော့ ဆရာမတို့ဒီမှာစပြီးတော့ရေးလိုက်မယ်600ကိုဘာနဲ့စားမှာလဲ100နဲ့စားမယ်100နဲ့စားလိုက်ပြီဆိုကြတဲ့သူ့ရဲ့ unit တွေဘာဖြစ်သွားပြီလဲစင်တီမီတာ square ဖြစ်သွားပြီဆိုတော့3ညနှလုံး3ညနှလုံးရှင်းလိုက်တော့ဘာရလဲ6 cm square ရတယ်နောက်တစ်ခုကြည့်မယ်ဒီက အာဒီမီလီမီတာစကွဲကနေဗာပြောင်းမှလဲဆိုစင်တီမီတာစကွဲပြောင်းမယ်ယူနစ်အနှဲကနေအများပြောင်းရင်စားမယ်ဘာနဲ့စားမလဲသူတို့ရဲ့ဆက်ဆက်ချက်ကဘာရှိလဲ1စင်တီမီတာစကွဲမှာ100မီလီမီတာစကွဲရှိတာမို့လို့100နဲ့စားပေးမယ်ဆိုတော့ဆမ်မရိုစီမှာရှိတာက9000 9000ကို100နဲ့စားစားလိုက်ပြီဆိုတာနဲ့ယူနစ်ပြောင်းစင်တီမီတာစကွဲဆိုတော့ဒီက3ညနှလုံး3ညနှလုံးရှေ့ခြေလိုက်တော့900စင်တီမီတာစကွဲဆိုပြရအောင်။ဒါပြီးတော့ နောက်တစ်ခုကကြတော့နံပါတ်၄နံပါတ်၄မှာကြတော့ပေးထားသောအနားများရှိသည့် Downman's Token အမများအတွက် area များကိုရှာပါအလျားပေးထားတဲ့အနံပေးထားတဲ့ area ရှာမယ်တပုတ်နှစ်ပုတ်သုံးပုတ်လေးပုတ်ငါးပုတ်ငါးပုတ်ကိုသူအကျန်းထဲမှာတွက်ပြီးတော့အဖြေဒီမှာလာဖြေလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာမကဒါလေးကိုအကျန်းသွပြမယ်ကိုဟာနဲ့ကိုကလေးတို့ကကြီးစရာအွက်ထဲမှာအဖြေရှိလိုက်ပါဟုတ်ပြီနော် ကဲဒီတော့ကြည့်အောင်ကျမပထမအောင်ဆုံးဒီမှာအလဲရအနံရေးထားတယ်အေရိယာရှာမယ်အေရိယာရှာရဲဆိုတော့အလဲရနဲ့အနံနဲ့ကိုဘာလို့လိုက်ယုံမယ်လဲမြောက်လိုက်ယုံမယ်ဆိုတော့ကျမတို့သူ့ကိုမြောက်လိုက်မယ်ဆိုတော့အလဲရအမြောက်အနံဆိုတော့20အမြောက်55ဟုတ်လား20စင်တီမီတာအမြောက်55စင်တီမီတာဒါအကျမ်းမဲ့တော့မှာနော်အဲ့တော့တကယ်လို့ကြောင်းမှာကတကယ်လို့အကျမ်းမဲ့တွေ့ပဲနဲ့ဒီလိုမျိုးပြပြဆုံဆုံတွေ့ပေးပါလို့ပြောလို့ရှိရင်နော်ကလေးတို့အနေနဲ့ပြပြဆုံဆုံပဲတွေ့ပေးရလိမ့်မယ်ဟုတ်ပြီနော် ဲဆိုတော့15နလီက30ဆိုတော့30နောက်က3ညထည့်လိုက်တော့300စင်တီမီတာနှစ်ခုမြောက်တာမို့လို့စင်တီမီတာ square ဆိုပြရမယ်။ရပြီနော်နောက်တစ်ခုအလျားက12.5စင်တီမီတာပေးတယ်အနံက18စင်တီမီတာပေးတယ်။ area ရှာမှဆိုတော့ဘယ်လိုလုပ်မလဲ။အလျားအမြောက်အနံ12.5စင်တီမီတာရဲ့18စင်တီမီတာရဲ့မြောက်လိုက်ရုံပဲ။ဆိုတော့မြောက်လိုက်တော့ဘယ်လောက်ရလဲဆိုတော့225စင်တီမီတာ square ဆိုပြရတယ်။ ဟုတ်ပြီနော်အဲ့ဒါအဲ့ဒါအကျန်းထဲမှာမြောက်ကြည့်ပါရပါတယ်မြောက်တာတော့ရပါတယ်ဟုတ်ပြီလားကဲဒီတော့နောက်တစ်ခုအလျာ73အနံ15အေရိယာကိုရှာခြင်းတော့73စင်တီမီတာအမြောက်15အော် sorry မီတာမီတာတွေပေးထားတော့ဗာနဲ့ရမှာလေမီတာ square နဲ့ရမယ်15ရဲ့73ရဲ့မြောက်တာက195 195မီတာ square နောက်တစ်ခုအလျာ20မီတာအနံ2.5မီတာ ဧရိယာရှာခြင်းနဲ့ဧရိယာရှာတဲ့ပုံတင်နည်းက20အမြောက်1တသမာ5အလျားအမြောက်နဲ့နော်ဆရာမတို့ဒါအကျန်းလေးပဲတွက်လိုက်မယ်ဆိုတော့1တသမာ5နဲ့20နဲ့မြောက်တာဒီဘလားရလေ50ယူနစ်ကမီတာလေးနဲ့ပေးထားတာမလို့မီတာစကွဲဆိုပြီးရမယ်ရပြီနော်နောက်တစ်ခုဒီအလျားက192မီတာအနှံက10မီတာဧရိယာရှာခြင်းနဲ့ ဆိုတော့အလျားမြောက်အနှံဆိုတော့16အမြား2မီတာအမြား30မီတာဆိုတော့တရားဒီ16အမြား2ကို30နဲ့မြောက်ပါသည်192ရမယ်မီတာက မီတာစကွဲရမယ်ဒါဆိုရင်ဒါလေးကိုအကြမ်းထဲမှာတွက်ပြီးတော့ကလေးတို့ကအဲ့ဒီကဇယားွက်ထဲမှာဖြည့်လိုက်ရုံပဲ နံပါတ်5ကပေးထားသောအနားများပါရှိသည့်စတူရန်များ၏ဧရိယာများကိုဖြည့်စွက်ပါဆိုတော့သူကဒီတစ်ခါရှာခိုင်းတာကစတူရန်စတူရန်ရဲ့ဧရိယာဆိုတော့စတူရန်ရဲ့အလျားနဲ့အနံနဲ့ညှိတယ်အလျားအနံနဲ့ညှိတဲ့အတွက်ကြောင့်မလို့ဒီ set 1ဒီအနားတစ်ဖက်ဆိုကျန်အနားတစ်ဖက်ကလည်း7ပဲဆိုတော့သူကပါလေအနားအမြောက်အနားအနာဆောင်အမြောက်အနာဆောင်ဆို7အမြောက်7 73အမြောက်73 79အမြောက်79 25အမြောက်25 100အမြောက်100ဆိုပြီးအမြောက်ပြီးတွေ့ရမှာဟုတ်ပြီနော်အဲ့တော့အကျန်းထဲမှာတွေ့ကြည့်အောင် ကဲဒါဆိုတော့အနာတစ်ဖက်ကစတစ်ပေးထားရတယ်စတုရန်ရဲ့ဧရိယာနော်လိုချင်တာကစတုရန်ရဲ့ဧရိယာမလို့ဗာမြောက်ပါလဲဆိုတော့အနာမြအနာအနာမြအနာဒီ7စင်တီမီတာအမြောက်7စင်တီမီတာပဲလာမယ်ဟုတ်ပြီနော်တကယ်လို့ဒီဇရားကွက်ထဲမှာဖြည့်တဲ့အချိန်မှာအဖြည့်ပဲဖြည့်လို့ပြောရင်တော့အဖြည့်ပဲဖြည့်ရမယ်တကယ်လို့ဒီတွတ်ထားတာဟာပါဖြည့်ပါဆိုရင်တော့ဒီ20ကိုဖြည့်ပေးရလိမ့်မယ်တဘောပါပြီနော်7စက်တလီက120စင်တီမီတာ square ရပြီနော်နောက်တစ်ခုကကြတော့အနာတစ်ဖက်က73ပေရှိတယ်ဒါ10 feet ဆိုတော့ဆရာမတို့က73ပေအမြောက်73ပေမျိုးလေးမြောက်ပေးရမယ်ဆိုတော့73 73လေးမြောက်လိုက်မယ်73 73လေးက169 ဆိုတော့ feet square နောက်တစ်ခုအနားတစ်ဖက်ဒီ18မီတာပေးထားတယ်18မီတာဆိုတော့ဆင်မလို့ပါလို့ပါလေ18မီတာအများစခွန်မီတာဆိုတော့မီတာမီတာကမီတာ square စခွန်နှစ်ချက်ပေါ့လေစခွန်အများစခွန်က289မီတာ square ဆိုလို့ရမယ်နောက်တစ်ခုအနားတစ်ဖက်25မီလီမီတာဆိုတော့ဆင်မလို့ပါလို့မလဲ25မီလီမီတာအများ25မီလီမီတာဆိုမြောက်လိုက်မယ်25 25လေးက625 မီလီမီတာနှစ်ခုကမီလီမီတာစကွဲနားမိနော်နောက်တစ်ခုကအနားတစ်ဖက်100ကီလိုမီတာ100ကီလိုမီတာနှစ်ခုမြောက်လိုက်မယ်တရားမြောက်တရားဒီပါရလဲတက်တလီယာတက်သုံးညာက၄လုံးပေါင်းထည့်လိုက်ရုံပဲ10နဲ့3လေးကီလိုမီတာစကွဲဆိုပြီးရသွားပြီ ။ဟုတ်ပြီနောက်တော့နံပါတ်6ကိုကြည့်မယ်။အောက်ပါအောက်ဖော်ပြပါတောင်းမှစုခင်တို့ဤလိုအပ်သည့်များကိုဖြစ်စွပါ။ကျွန်တော်တို့စီမှာသူကအနှံပေးတယ်ဣရိယာပေးတယ်ဒီမှာအလျားရှာခိုင်း။ဒီမှာကျတော့အလျားအနှံပေးတယ်ဣရိယာရှာရမယ်။နောက်တစ်ခုကကျတော့ဒီမှာအလျားပေးတယ်အနှံရှာရမယ်။ဒီမှာကအနှံဣရိယာပေးတယ်အလျားရှာရမယ်။အလျားအေဒီယာပေးထားတဲ့အနံရှာရမယ်။ဒါကိုအကျန်းထဲမှာတွက်ပြီးတော့မှဒီအခွက်ကလေးတွေတည်းဖြည့်ပေးရမယ်။ဟုတ်ပြီနော်။ ဆိုတော့ဆ iam ကဒီမှာအလရသူကအရင်ဆုံးပေးထားတာကအနံပေးတယ်အေဒီယာပေးတယ်အလရကိုရှာခိုင်းတယ်ဆိုဒီလိုမျိုးလေးရေးထားလိုက်တဲ့အချက်နဲ့မှဟုတ်ပြီနော်ဆိုတော့ဆ iam တို့စီမှာကအေဒီယာရှာတဲ့ပုံတင်လေးရှိတယ်အေဒီယာကိုလို့ချင်ရင်အလရအမြောက်အနံအလရမြောက်အနံဆိုတော့ဆ iam တို့စီမှာကအနံတိတယ်အေဒီယာတိတယ်အလရကိုလို့ချင်တယ်ဆိုတော့အလရကိုလို့ချင်အနံကဒီဘက်မှာလာစားပေးရဟုတ်ပြီနော်အဲ့တော့အရင်ဆုံးအစားအသွင်းကြီးလိုက်မယ်60 cm2 အလရကိုမတိဘူး အနံက5စင်တီမီတာဆိုတော့အလျားကိုလိုချင်တော့ဒီရာဒီဒီဘက်ကိုလာစားလာစားမှဖြစ်တဲ့အတွက်ကျွန်စမဒီပါဘယ်ဘက်မှာရေးထားလိုက်မယ်အလျားဆိုတော့ဘာဖြစ်လာမလဲ60စင်တီမီတာ square ကို5စင်တီမီတာကဒီမှာရှိတဲ့အမြောက်ဒီညီမြချင်းတစ်ဖက်ကိုသွားတဲ့အချိန်မှာအစားဖြစ်သွားမယ်ငါဆက်နယ်လီ 60ဆိုတော့7နဲ့10စင်တီမီတာတစ်ခုနဲ့တစ်ခုနဲ့ခြေလိုက်တဲ့သဘောပါပဲ။ဒါဆိုရင်အလျားရဲ့ unit ကကြတော့စင်တီမီတာပဲလာမှာဆိုတော့12စင်တီမီတာဆိုပြရအောင်။နောက်တစ်ခုကကြတော့သူကဗာပေးထားလဲဆိုတော့အလျားပေးတယ်အနှံပေးတယ်အေရိယာကိုလိုချင်တယ်အေရိယာကိုလိုချင်ပါလေအလျားအမြောက်အနှံဆိုရှင်းရှင်းလေးပဲသူကတော့7မီတာနဲ့73မီတာနဲ့ကိုမြောက်လိုက်ရုံပဲဟုတ်ပြီနော်မီတာမီတာမြောက်တာဆိုတော့မီတာစကွဲနဲ့ရမယ်7အမြောက်73က143မီတာစကွဲ ။ဒါပဲနော်။နောက်တစ်ခုကကြတော့အလျားကိုရှာခိုင်းတယ်။သူကအလျားပေးပြီးတော့မှအနံရှာခိုင်းတာ။ဟုတ်ပြီနော်။အဲ့တော့ဆရာမတို့ရဲ့ဒီပထမအဆုံးပုံစံနဲ့အတူတူပဲ area ဆိုတာဒီအလျားအများအနှံ။အလျားအမြောင်အနံဒီတစ်ခါရှာကျင်တာကအနံကိုရှာကျင်တယ်အလျားတည်တယ်30မီတာအေရိယာတည်တယ်90မီတာစကွဲဆိုတော့အနံကိုလိုချင်လို့ရှိရင်ဆရာမတို့ဒီက10မီတာဒီလာပြီးတော့မှစာပေးမယ် ဟုတ်လားဆိုတော့ခါကြတော့အနံ့ညီမြချင်19 meter square ကို30 meter ကလာစားစားလိုက်တော့ပါရလေ30တလီ39လီသူကတော့အနံ့ရဲ့ unit ကတော့ meter နဲ့ပဲလာမယ်ဆိုတော့9 meter ဆိုလို့ရမယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့သူကအလျားကိုရှာခိုင်းတယ်အနံပေးထားတယ်အလျားပေးထားတယ် sorry area ပေးထားတယ်နော်အလျားမဟုတ်ဘူးဒါက area ပေးထားတယ်ဆိုတော့ဆရာမတို့က သူ့ရဲ့ရှာတဲ့ပုံစံကြီးလေးရေးလိုက်မယ်အိဒိယကိုလိုချင်ရင်အလျားအမြောက်အနေအလျားကကြတော့ဒီမှာအဲသူကရှာခိုင်းတာရှာခိုင်းတာဆိုတော့အလျားအမြောက်ဆိုရေးလိုက်မယ်အနံကကြတော့7 mm အိဒိယကကြတော့38.5 mm square 38.5 mm square ဆိုတော့အခုနကအတိုင်းပဲစမရိုးလိုချင်တာကအလျားဆိုတော့ဒီကအနံဒီဒီမှာမြှောက်ထားတာညီမချင်းတစ်ဖက်မှာသွားစားလိုက်မယ် ဆိုတော့အလျားကိုလိုချင်တဲ့အခါမှာဧရိယာကို38.5မီလီမီတာစကွဲဧရိယာကို7မီလီမီတာနဲ့စားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့လွယ်ပါတယ်ခုနှစ်9 35ဆိုတော့3ချင်အဲဒီဘက်ကဒသမ5ဆွဲလိုက်တဲ့ခါကျတော့ဘာရလဲသူကလေ ရသမထို95လီ35ဆို9ရသမ5မီလီမီတာအနှံအလျားအနှံလေးရဲ့ unit ကမီလီမီတာဆိုတော့9ရသမ5မီလီမီတာဆိုရရင်ဒါပြီနော်နောက်ဆုံးတစ်ပုဒ်ကဘာလဲဆိုတော့အလျားပေးတယ် area ပေးတယ်သူကအနှံကိုရှာခိုင်းတယ်ဆိုတဲ့အခါကျတော့ဆရာမတို့ကခုနကအတိုင်းပဲဧရိယာကိုလူချင်းရင်တရားရအကျန်းထဲမှာပဲတွေ့ရမှာနော် ဆရာမကတော့အသေးစိတ်လေးပြပြပေးထားတယ်ဒါမရတဲ့ကလေးတွေလည်းရအောင်လို့တကယ်လို့ဆရာမတွေကအသေးစိတ်ကိုတွက်ပါဆိုလို့ရှိရင်လည်းဒီလိုအတိုင်းလေးတွက်ပေးရမယ်ဆိုတော့ area ဒီ180 cm square ရှိတယ်။အလျားဒီ15 cm ရှိတယ်။ဒါသူပေးထားတာနော်ဒီမှာ။ဆိုတော့လိုချင်တာကအနံ။အနံကိုလိုချင်လို့ရှိရင် area ကိုအလျားကသွားစားလိုက်မယ်။180 cm square ကို15 cm နေစားလိုက်မယ်ဆိုတော့စားလိုက်တော့ဘယ်လောက်ရလဲစင်တီမီတာစင်တီမီတာဒါပါရလဲလမ်းရဲ့ unit တွေစင်တီမီတာရမယ်15 145 15နဲ့လီ30ဆိုတော့ဘယ်လောက်ရမလဲ10နဲ့စင်တီမီတာဆိုပေးရမယ်ဒါစားလိုက်ရင်ရသွားပြီဟုတ်ပြီနော်ကြည့်ဒါဆိုလို့ရှိရင်ဆရာမတို့ဒီနေ့ဒီနေ့ပြီးတော့ကနံပါတ်6ထိပြီးသွားပြီဆိုတော့ကြံနေတဲ့ခွန်ရှစ်ကို30တွေကိုနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ဒီနေ့ရှင်းလိုက်တဲ့စာတွေကိုကလေးတို့ကောင်းကောင်းရသွားပြီလို့ဆရာမယူဆပါတယ်နော် like comment subscribe လုပ်ပေးပါရှင်ကျေးဇူးများကြည့်တင်ပါတယ်